ဘုရားသခင်ယေရှုတော်ချီးမွမ်းပါလေ။ကျောင်းနှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ကျင်ခွန်အားယူဖို့ရန်အတွက်ရှင်ဩဂရဝင်ခန်းကြီး၈အပိုင်းငယ်၃၂တမန်တော်ကိုလည်းသိကြသဖြင့်ထိုတရားသည်သင်တို့ကိုလွတ်လိမ့်မည်ဟုယုံကြည်သောယူရလူတို့အားမိန်တော်မူ၏။ဒီနောက်ဘက်တော့မှာသခင်ရှုကဘာပြောလဲဆိုရင်တော့တမာတရားကိုသိမယ်ဆိုရင်အဲ့ဒီတရားကကျွန်တော်တို့ရဲ့အသက်တာကိုလှုပ်ချင်းခွင့်ပေးမယ်လို့သခင်ရှုကဖော်ပြပါတ ဒါကြောင့်မို့သင်ကတမတရားဒီဟူသောသခင်ရှုကိုသိကျွမ်းမယ်ဆိုရင်တော့ထိုသခင်သင်တို့ဘာလုပ်ပေးခဲ့လဲထိုသခင်ကသင်တို့ဘာတွေပြီးဆက်ခဲ့တယ်လဲအဲ့ဒီသခင်ရှုလုပ်ပေးခဲ့တဲ့အရာတွေကိုသင်ကသိမယ်ယုံကြည်မယ်ဆိုရင်အဲ့ဒီအရာကသင်ကိုလှုပ်ချင်းခွင့်ပေးမှာဖြစ်ပါတယ်ထိုတမတရားကပဲသင်ကိုလှုပ်ချင်းခွင့်ပေးမှာဖြစ်တယ်ဒီနေ့ကျွန်တော်ရဲ့ဘဝအတ္တတာကိုလွတ်မြောက်ခြင်းအခွင့်ပေးနိုင်တဲ့အရာကဒီလောကကြီးထဲမှာမရှိပါဘူးကျွန်တော်ရဲ့ငွေကြီးလေကျွန်တော်တို့ကိုလွတ်မြောက်ခြင်းမပေးနိုင်ဘူး ကျွန်တော်တို့အားကိုးရတဲ့လူတွေကလည်းကျွန်တော်တို့ကိုလွတ်မြောက်ခြင်းအစစ်မှန်ကိုမပွေးနိုင်ပါဘူးကျွန်တော်တို့ရဲ့အသက်တာထဲမှာလွတ်မြောက်ခြင်းအစစ်မှန်ကတမာတရားဒီဟုသောသခင်ရှုစီမှာပဲရှိတယ်သင်ကသခင်ရှုသင့်အတွက်လှုပ်ဆောင်ပေးခဲ့တဲ့ရတဲ့ကိုမှန်ကန်စွာနားလည်ပြီးတော့သိမြင်ယုံကြည်မယ်ဆိုရင်တော့အဲ့ဒီတမာတရားဒီဟုသောသခင်ရှုကသင်ကိုလွတ်ချင်းခွင့်ပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီလောကကြီးထဲမှာမလွတ်မြောက်စရာအခြေအနေတွေများစွာရှိပါတယ် ကျွန်တော်တို့ကိုဝိုင်းရံပိတ်နှောင်ထားတဲ့အရာတွေကျွန်တော်တို့ဘဝကိုခါသီးစေမဲ့အရာတွေကျွန်တော်တို့ဘဝကိုဆုံးရှုံးစေမဲ့အရာတွေကျွန်တော်တို့ဘဝကိုစိတ်ပျက်စေမဲ့အရာတွေများစွာရှိပါတယ်ကျွန်တော်တို့ကိုခြိနှောင်ထားတဲ့အရာတွေဒီအပြစ်တွေကယုံမထွက်နိုင်အောင်ခြိနှောင်ထားတဲ့အရာတွေဒုက္ခဆင်းရဲခြင်းတွေကနေယုံမထွက်နိုင်အောင်ခြိနှောင်ထားတဲ့အရာတွေဒီလောကကြီးထဲမှာများစွာရှိပါတယ်။သာရမဏေရဲ့သွေးဆောင်ခြင်းတွေလောကရဲ့စုံစမ်းခြင်းတွေများစွာခံရပါတယ်။တို့ရတွင် လောကထဲမှာဘလောက်ပဲစုံစမ်းနှောက်ရခြင်းတွေပြဿနာတွေရှိနေစေကံပို့ သင်ကသမာတရားကိုသိမယ်ဆိုရင်တော့သင်ရဲ့အတ္တဓာတ်ထဲမှာအဲ့ဒီအခက်ခဲကြားတဲ့နိုင်ပင် သင်ကလွတ်မြောက်နေမှာဖြစ်ပါတယ်မလွတ်မြောက်နိုင်တဲ့အခြေအနေထဲမှာလွတ်မြောက်ခြင်းကိုပြီးတာကသမာတရားပဲဖြစ်ပါတယ်ကျွန်တော်တမန်တော်ဝတ္ထုအခန်းကြီး16အပိုင်ငယ်25မှာ26ကိုကြည့်တဲ့အခါမှာပေါ်လူနဲ့သီလာတို့အကျဉ်းထောင်ထဲမှာချီးမွမ်းတဲ့အကြောင်းကိုတွေ့ရပါတယ်ပေါ်လူနဲ့သီလာတို့ကဖိလိပ္ပိမြို့ကိုရောက်တဲ့အခါမှာ နီမောင်းသောအထယ်လေးကိုရောင်းတဲ့တွတ်တရဲမျိုးသူလူဒီနဲ့တွေ့တယ်။အဲ့ဒီလူဒီရဲ့မိသားစုကိုပြောင်းလဲစေခဲ့တယ်။ပြီးတဲ့အခါမှာသူတို့လမ်းမှာသွားတဲ့အခါမှာနတ်ဝင်တဲ့မျိုးသမီးတယောက်ကသူတို့ကိုခီဦးချုပ်ပြူတယ်။အဲ့ဒီမိမငယ်ကပေါ်လူနဲ့တီလာတို့နောက်ကိုလိုက်ပြီးတော့အကျွတ်တရားလမ်းကိုဟောပြောတဲ့သူအမြင့်ဆုံးသောဘုရားသခင်ကျွန်ဖြစ်တယ်လို့ပေါ်လူရဲ့နောက်မှာလိုက်ပြီးတော့ကျွေးကြော်ပါတယ်။အချိန်ဖန်များစွာပြုတဲ့အခါမှာပေါ်လူကစိတ်မသာပြီးတော့လှည့်ကြည့်တဲ့အခါမှာ အဲ့ဒီနတ်ဆိုးကိုအဲ့ဒီအမျိုးသမီးတွေကနေထွက်သွားဖို့သခင်ရှုနာမနဲ့နှင်ထုတ်လိုက်ပါတယ်အဲ့ဒီလိုနှင်ထုတ်လိုက်တဲ့ခဏချင်းမှာပဲအဲ့ဒီအမျိုးသမီးရဲ့ထဲကနေနတ်ဆိုးထွက်သွားတဲ့ခါမှာအဲ့ဒီမိမငယ်ကိုပိုင်သားတဲ့သခင်ကတွေ့တဲ့ခါမှာသူဒီမျိုးသမီးနဲ့လှုပ်ရှားလို့မရတော့ဘူးဒီလူတွေက မခံယူအပ်မကျင့်အပ်တဲ့ဘာသာထုံးတမ်းတွေကိုဟောပြောတုံ့ပြန်တတ်တယ်ဆိုပြီးတော့ပေါ်လူနဲ့တိလာတို့ကိုတရားရုံးမှာတရားစွဲပါတယ်အဲ့ဒီအချိန်မှာစစ်ကဲမင်းတွေကပေါ်လူနဲ့တိလာကိုအဝတ်ကိုချုပ်ပြီးတော့ချိန်လုံးနဲ့ရိုက်တယ် သွေးတွေထွက်ပြီးတော့ဒဏ်ရာတန်ချက်တွေရှိမှပဲထောင်ထဲမှာလှောင်ထားလိုက်တယ်။ထောင်ထဲမှာတော့မှရိုးရိုးမလောင်ဘူး။ထိတ်တုံးခတ်ပြီးတော့သူတို့ကိုတန်ကြိုးတွေနဲ့ချီနှောင်ထားလိုက်တယ်။ပေါ်လုံးနဲ့သီလာတို့ကနာကျင်စွာလဲရိုက်ခံရတယ်။သွေးတွေလည်းထွက်နေတယ်။ထောင်ထဲမှာတန်ကြိုးတွေနဲ့ချီနှောင်ခြင်းခံရတယ်။ထောင်ထဲမှာနှောင်ထားခြင်းကိုခံရပါတယ်။သို့ရတွင်သကောင်ရန်ချိန်မှာပေါ်လုံးနဲ့သီလာကဖယားသခင်ကိုပတ္ထနာပြုပြီးတော့ချီးမွမ်းခြင်းဆိုတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ ပေါလုနဲ့သီလာတို့ကဘာလို့တချင်းဆိုနိုင်တာလဲဘာလို့ထောင်ထဲမှာဘုရားသခင်ကိုပထနာပြုပြီးတော့ချီးမွမ်းနိုင်ရတာလဲသူတို့အထဲမှာလွတ်မြောက်နေလို့ဖြစ်ပါတယ်အပြင်ကနာကျင်တဲ့ဒဏ်ရာတန်ချက်တွေသူတို့ကိုဘလောက်ပဲလောင်ပိတ်ထားပါစေသူတို့ကိုဘလောက်ပဲခိုင်မာတဲ့တန်ကြိုးတွေနဲ့ခြိနှောင်ထားပါစေဒါတွေကသူတို့ကိုဘလုံးမမနှောင်ဖွဲ့နိုင်ဘူးဒီအရာတွေကသူတို့ကိုဘလုံးမမလွတ်မြောက်အောင်မတားဆီးနိုင်ဘူးမလုံနိုင်ဘူး သူတို့ရဲ့အတွင်းထဲမှာသခင်ယေရှုနဲ့ယဉ်နီးတဲ့အခါမှာစစ်မှန်တဲ့လွတ်မြောက်ခြင်းရှိတဲ့အခါမှာသူတို့ကဘုရားသခင်ကိုတကောင်ရန်ချိန်မှာချီးမွမ်းနိုင်တယ်။ဒါကြောင့်မို့ချေသောရစီတိုင်းတကောင်ရန်ချိန်ဆိုတော့ကအင်မတန်မှောင်မိုက်တဲ့အချိန်ဖြစ်ပါတယ်။မှောင်မိုက်တဲ့အချိန်မှာလည်းသင်ဘုရားကိုချီးမွမ်းနိုင်ဖို့ရန်အတွက်သင်ကသမာတရားကိုသိဖို့အင်မတန်ရည်ကြီးတယ်။သခင်ယေရှုနဲ့သင်ကအမှန်တကယ်ယဉ်နီးမယ်ဆိုရင်ဘလောက်ပဲလောကကြီးကမှောင်မိုက်နေပါစေအဲ့ဒီမှောင်မိုက်တဲ့အထဲမှာသင်ကချီးမွမ်းနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီလိုချီးမွမ်းတဲ့အခါမှာဘာဖြစ်လဲဆိုရင်တော့ခနာချင်းမှာထောင်ချီရင်းကလှုပ်ရှားတဲ့အခါမှာတကားရှိသမျှတို့ကပွင့်သွားတယ်။ချုံနောင်ထားတဲ့ຢာတွေအားလုံးကလွတ်မြောက်သွားတယ်။သူတို့ကိုချီထားတဲ့တန်ကြိုးတွေအားလုံးလွတ်သွားတယ်။ဘောလုံးနဲ့တိလာပဲလွတ်တာမဟုတ်ပါဘူး။အခြားသောထောင်သားတွေပါနှောင်ဖွဲ့ခြင်းနဲ့ကင်းလွတ်တယ်လို့တမန်ကျမ်းစာမှာတွေ့ရပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ချီးမွမ်းခြင်းကအခြားသောသူတွေကိုပါလွတ်မြောက်စေတာဖြစ်တယ်။မြန်မာနိုင်ငံကြီးကိုလွတ်မြောက်စေမှာဖြစ်ပါတယ်။ ထောင်သားတွေထွက်ပြေးတယ်ထင်ပြီးတော့ထောင်မှုကရောက်လာတဲ့ခါမှာပေါ်လူနဲ့တီလာတို့ကမထွက်ပြေးဘူးမင်းကိုကိုဘာမှမထိခိုက်ပါနဲ့လို့ပြောပြီးတဲ့ခါမှာပေါ်လူနဲ့တီလာတို့ရဲ့အေးဝံကလေးတရားကိုနားထောင်ပြီးတော့အဲ့ဒီထောင်မှုနဲ့အိမ်သူအိမ်သားတွေကကယ်တင်ခြင်းစုကျေးစုကိုရရှိပြီးတော့ပါတီဇန်မင်္ဂလာနှစ်ချင်းမင်္ဂလာကိုခံယူခဲ့တယ်ဆိုအကြောင်းကိုတမချန်းစာမှာတွေ့ရပါတယ်။ဒါကြောင့်မို့ချစ်တော်ညကွာတော့စီတိုင်းကျွန်တော်တို့ရဲ့ဘဝသက်တာထဲမှာ ကျွန်တော်တို့ကိုအမှန်တကယ်လွတ်မြောက်ခြင်းအခွင့်ပေးတာကကျွန်တော်ရဲ့ငွေကြေးစည်းစိမ်ဥစ္စာတွေဒီလောကရဲ့အရာတွေမဟုတ်ပါဘူး။တမာတရားကပဲကျွန်တော်ကိုလွတ်ခြင်းခွင့်ပေးတာဖြစ်တယ်။တမာတရားတည်းဟူသောသခင်ရှုနဲ့သင်ကယဉ်နီးမယ်ဆိုရင်တော့အပြင်ဘက်အရာတွေကဘလောက်ပဲသင်ကိုလောင်ထားပါစေ။ဘလောက်ပဲသင်ကိုချီနှောင်ထားပါစေ။ဘလောက်ပဲမှောင်မိုက်တဲ့အခြေအနေဖြစ်ပါစေ။ပေါ်လုံးနဲ့တီလာကဲ့သို့သင်ကချီးမွမ်းနိုင်မှာဖြစ်ပါတယ်။ တမန်တော်ဒီဟူသောသခင်ရှုခွတော်ဖျားကိုတိကျွမ်းခြင်းအပြင်မလွံ့မြောက်နိုင်တဲ့အခြေအနေတွေမှာမှောင်မိုက်တဲ့အခြေအနေတွေမှာလွံ့မြောက်ခြင်းကိုခံစားရရှိတော်သူများဖြစ်စေဖို့ဝင်ကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ